မင်္ဂလာပါခင်ဗျာအားကျွန်တော်ဒီနေ့တင်ပေးမှာတော့ကိုသုံးနေတယ်ပေါ့ခင်ဗျာကျွန်တော်တို့အခုလိုမျိုးကိုသုံးနေတယ်အဲ Facebook account ပေါ့ခင်ဗျာပတ်စံရှာလို့ရတဲ့ပတ်စံဝင်မဲ့ပေါ့ခင်ဗျာ Facebook account အဖြစ်ပေါ့ခင်ဗျာကျွန်တော်တို့ပြောင်းသုံးခြင်းအင်းဘယ်လိုပြောင်းသုံးရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှော်ပေးမှာဖြစ်ပါတယ်ခင်ဗျာအားကျွန်တော်အဲ့လိုပြောင်းသုံးဖို့အတွက်ပေါ့ခင်ဗျာကိုရဲ့ Facebook account ဒီလို profile နေရာလေးကိုပေါ့ခင်ဗျာ profile နေရာလေးကိုတစ်ချက်ဝင်လိုက်ပါမယ်ဝင်ပြီးရင်တော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာ အာကျွန်တော်တို့ဒီမှာအဆက်ကလေး30ပေါ့ခင်ဗျာ profile အောက်ကအခုလိုမျိုးဒီမှာအဆက်ကလေး30ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီမှာအဆက်ကလေး30ကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာ အာဒီမှာဒီမှာတန်း on professional mode ဆိုတာလေးပေါ့ခင်ဗျာဒီ professional mode ကိုဖွင့်ပြရမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာ professional mode ကမှိန်နေတာပေါ့ခင်ဗျာအဲဒီနေရာမှာဒီမှာ professional mode clear မှိန်နေတာပေါ့ခင်ဗျာစာတန်းနေရာဘာလို့မှိန်နေတာလဲဆိုတော့ဒီ account ကကျွန်တော်တို့ဟို profile lock ခတ်ထားလို့ပေါ့ခင်ဗျာကျွန်တော်ဒီလိုဒီမှာပေါ့ခင်ဗျာအာဒီလို profile lock link ခတ်ထားရင်ပေါ့ခင်ဗျာကျွန်တော်တို့ profile lock ကိုအရင်ပြန်ပြီးတော့ဖွင့်ပြရမှာဖြစ်ပါတယ်ခင်ဗျာအာ profile lock ခတ်ပြီးတော့ပေါ့ခင်ဗျာကျွန်တော်တို့ရဲ့ account နေရာပတ်စံရှာလို့မရပါဘူးခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့က အရင်ဆုံးပထမဆုံးအနေနဲ့ profile lock ခတ်ထားရင်ပေါ့ခင်ဗျာအာကိုယ့်ရဲ့ account က profile lock ခတ်ထားရင်အင်း profile lock လေးကိုအရင်ဖြည့်ပေးရပါမယ်ခင်ဗျာ profile lock ပြန်ဖြည့်တာတော့လွယ်တယ်ပေါ့ခင်ဗျာဒီမှာအာ unlock profile ဆိုတာလေးပေါ့ခင်ဗျာအဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ရမှာဖြစ်ပါတယ်ခင်ဗျာအာဒီမှာ unlock profile လေးကိုတစ်ချက်နှိပ်လိုက်ပါမယ် အဲကျွန်တော်တို့ကအဲ့လိုနှိပ်ပြီးရင်တော့ကျွန်တော်တို့ဒီဘက်ကိုရောက်လာဆိုရင်တော့ဒီမှာပေါ့ခင်ဗျာ profile lock ဖြည့်ဖို့အတွက်ဒီမှာ unlock ပေါ့ခင်ဗျာဒီ lock ပုံစံလေးကို unlock ဆိုတာလေးကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်လိုက်ပါမယ်ခင်ဗျာအာကျွန်တော်တို့ကဒီမှာ unlock ဆိုတာလေးကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်လိုက်ပါမယ်အဲပြီးရင်တော့ဒီမှာပေါ့ခင်ဗျာ unlock your profile ပေါ့ခင်ဗျာဒီအောက်ကဟာလေးကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်လိုက်ပါမယ်ခင်ဗျာ အံပြီးရင်တော့ကျွန်တော်တို့ okay ပေါ့ခင်ဗျာ okay ကိုတစ်ချက်နှိပ်လိုက်ပါမယ်အန်ဒါဆိုရင်တော့ကျွန်တော်တို့ပထမအဆင့်အနေနဲ့ပေါ့ခင်ဗျာအာ profile log ဖြီလို့ပြီးတော့ပါခင်ဗျာ profile lock ခတ်ထားရင်တော့ပထမဆုံးအနေနဲ့အဲ့လို profile lock လေးကိုဖြီရမှာဖြစ်ပါတယ်ကိုယ့်ရဲ့အကောင့်က profile lock မခတ်ထားဘူးဆိုရင်တော့ကိစ္စမရှိဘူးပေါ့ခင်ဗျာဖြီစရာမလိုပါဘူးခင်ဗျာအဲ့လိုကျွန်တော်တို့ profile lock လေးဖြီပြီးဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့ပေါ့ခင်ဗျာဒီမှာအာ profile အောက်ကပေါ့ခင်ဗျာအဆက်ကလေး30ကိုနှိပ်ပြီးတော့ပြန်ဝင်လိုက်ပါမှာခင်ဗျာကျွန်တော်တို့ဒီမှာ profile အောက်ကအဆက်ကလေး30ကိုနှိပ်ပြီးတော့ပြန်ဝင်လိုက်ပါမယ်အဲပြီးရင်တော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာအာဒီမှာ turn on professional mode ဆိုတာတွေကိုတစ်ချက်ဖြန့်ပေးလိုက်ပါမှာခင်ဗျာအာကျွန်တော်တို့ကဒီနေရာလေး လျို့တစ်ချက် turn on professional mode ဆိုတာလျို့တစ်ချက်ဖွင့်ပေးလိုက်ပါမယ်။အဲပြီးရင်တော့ကျွန်တော်တို့ကဒီမှာ turn on ပေါ့ခင်ဗျာ turn on လျို့တစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာ။ပြီးရင်တော့ကျွန်တော် next ပေါ့ခင်ဗျာ next ကိုတစ်ချက်နှိပ်လိုက်ပါမယ်။ပြီးတော့ next ပေါ့ခင်ဗျာ next ကိုဝဲထပ်ပြီးတော့နှိပ်လိုက်ပါမယ်ခင်ဗျာ။အာကျွန်တော်တို့ကဒီဟာကတော့ public ကိုထားလိုက်ပါဘောခင်ဗျာကြိုက်ထားလို့ထားလို့ရပါတယ်ခင်ဗျာ public ထားတော့ပို့ပြီးတော့ကောင်းတယ်ဘောခင်ဗျာဒါကြောင့် public ကိုထားလိုက်ပါမယ်ဒီမှာ public ကိုထားရွေးပြီးတော့ကျွန်တော် name ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာ ီတော့ confirm ပေါ့ခင်ဗျာဒီ confirm ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်အဲဒါဆိုရင်တော့ရပါပြီခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ account ပေါ့ခင်ဗျာကိုယ့်ရဲ့ account ကဒီမှာ profile monetization tool တွေပေါ်လာပြီပေါ့ခင်ဗျာအဲဒါဆိုရင်တော့ကျွန်တော်တို့ percent ရှာလို့ရတဲ့ account ဖြစ်တော့ပြောင်းသွားပြီပေါ့ခင်ဗျာကျွန်တော်တို့ကထပ်ပြီးတော့ဒီမှာ next ကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးတော့ next ပေါ့ခင်ဗျာ next ကိုတစ်ချက်ထပ်နှိပ်လိုက်ပါမယ်ခင်ဗျာ အမ်ပြီးတော့ဒီမှာပေါ့ခင်ဗျာအာဒါကတော့ကျွန်တော်တို့ရဲ့အကောင့်ဟာအမ်ပတ်စံရှာလို့ရတဲ့အကောင့်ဖြစ်ပေါ့ခင်ဗျာပြောင်းသွားပြီဆိုတဲ့အကြောင်းလင်းပေါ့ခင်ဗျာသူဟိုအချက် ပေးတဲ့ဟာလေးပေါ့ခင်ဗျာ profile ကအစားကျွန်တော်တို့ change ကျင်ဒီမှာ change လို့ရတယ်ပေါ့ခင်ဗျာအာကျွန်တော်ကတစ်ခါ change လက်ပါမယ်ခင်ဗျာတအားတော့သူ auto change ပေးတဲ့ profile လေးပေါ့ခင်ဗျာအာပြီးတော့ name ကိုတစ်ချက်ထပ်နေလက်ပါမယ်အမ်ပြီးတော့ကျွန်တော်တို့ go to ဟို professional dashboard ဆိုတာလေးကိုတစ်ချက်နှိပ်လက်ပါမယ်ခင်ဗျာ အဲဒါဆိုရင်တော့ဒီမှာပေါ့ခင်ဗျာကျွန်တော်တို့ရဲ့အကောင့်ဟာပတ်စံရှာလို့ရတဲ့အကောင့်ဖြစ်ပေါ့ခင်ဗျာ အပြောင်းသွားပါပြီခင်ဗျာ အဲဒါဆိုရင်တော့ကျွန်တော်တို့ရဲ့အကောင့်ဟာပေါ့ခင်ဗျာပတ်စံရှာလို့ရတဲ့အကောင့်ဖြစ်ပြောင်းသွားပါပြီခင်ဗျာဟုတ်မဟုတ်ကျွန်တော်ထပ်ပြီးတော့ဝင်ကြည့်လိုက်မယ်ပေါ့ခင်ဗျာအာပတ်စံရှာလို့ရတဲ့အကောင့်ဖြစ်ပြောင်းမပြောင်းဝင်ကြည့်လိုက်ပေါ့ခင်ဗျာဝင်ကြည့်ဖို့အတွက်ဒီမှာ profile ပေါ့ခင်ဗျာအာဒီကနေလည်းဝင်လို့ရတယ်ပေါ့ခင်ဗျာကြိုက်တာဝင်ပါခင်ဗျာအာဒီမှာ profile ကိုတစ်ချက်နှိပ်ဝင်လိုက်မယ်ပေါ့ခင်ဗျာနှိပ်ဝင်ပြီးတော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာအဲဒီမှာ professional dashboard clip ပေါ်လာပြီပေါ့ခင်ဗျာအာပေါ်လာပြီဆိုရင်ဒီ professional dashboard ဆိုတာကြောင့်တစ်ချက်နှိပ်ဝင်လိုက်ပါမယ် နှိပ်ဝင်ပြီးတော့ဒါကတော့ချမ်းလက်နေပေါ့ခင်ဗျာချမ်းလက်နေကိုကျွန်တော်နောက်မှဒီမှာကျွန်တော်ကဒီဘက်ကိုရောက်ပြီဆိုရင်ဒီအပေါ်မှာပေါ့ခင်ဗျာဒီအပေါ်နာလေးမှာပေါ့ခင်ဗျာဒီမှာအာကျွန်တော်တို့ကဒီမှာ modernization ဆိုတာလေးကိုတွေးအောင်ရှာလိုက်ပါမယ်ခင်ဗျာအဲဒီမှာကျွန်တော် modernization ကိုတွေးပေါ့ခင်ဗျာအဲ modernization ကိုတွေးဆို modernization ကိုတစ်ချက်နှိပ်ကြည့်လိုက်ပါမယ်ခင်ဗျာအဲ modernization ကိုတစ်ချက်နှိပ်ကြည့်လိုက်ပါမယ်နှိပ်ပြီးရင်တော့ဒီမှာပေါ့ခင်ဗျာ အာကျွန်တော်တို့ကအပစံရှာလို့ရမယ်ပေါ့ခင်ဗျာဒီမှာ content monetization ပေါ့ခင်ဗျာအာအခုတော့မှ trend ဖြစ်နေတဲ့အရင်ကို popular ဖြစ်နေတဲ့ CM ပေါ့ခင်ဗျာ CM ဆက်အကလင်းဒီနေရာမှာဒီမှာအာကျွန်တော်တို့က ပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာဒီ CN content monetization ပေါ့ခင်ဗျာ CN set up ပွင့်ဖို့ဆိုရင်တော့ကျွန်တော်တို့ကပို့တွေကိုပုံမှန်တင်ပေးရင်ရတယ်ပေါ့ခင်ဗျာပို့တွေကိုကျွန်တော်တို့ကအပုံနေစာတွေ video ယူပုံမှန်တင်ပေးရင်ရတယ်ပေါ့ခင်ဗျာပြီးတော့ကိုယ့်ရဲ့ account ပေါ့ခင်ဗျာအ follower 1000ပေါ့ခင်ဗျာ 1k ရှိရမယ်အဲကျွန်တော်တို့ကပြီးတော့ကိုယ့်ရဲ့ account active ဖြစ်ရမယ်ပေါ့ခင်ဗျာ active ပို့တွေကိုပုံနေစာတွေ video ယူပုံမှန်တင်တင်းရင်အဲ ကျွန်တော်တို့ရဲ့ပုံသေးပေါ့ခင်ဗျာ DCN setup ပေါ့ခင်ဗျာ content monetization setup ကလေးပွင့်มาဖြစ်ပါတယ်ခင်ဗျာ DCN setup ကလေးပွင့်တာနဲ့ကိုယ့်ရဲ့အကောင့်အစပြီးတော့ပတ်စံဝင်มาဖြစ်ပါတယ်ခင်ဗျာအခုကတော့ကျွန်တော်တို့ရဲ့ပေါ့ခင်ဗျာအာ Facebook account ပေါ့ခင်ဗျာရိုးရိုး Facebook account ပေါ့ခင်ဗျာအာပတ်စံရှာလို့ရမယ်ပေါ့ခင်ဗျာ Facebook account ဖြစ်ပေါ့ခင်ဗျာအာဘလို့ပြောင်းသုံးရမလဲစတာလေးကိုကျွန်တော်ပြန်လည်းမျှော်ပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ